မင်္ဂလာပါရှင်မင်းသင်္ခါဘေးဒင်အပလီကေးရှင်းမှာကြိုဆိုပါရစေမင်းသင်္ခါဘေးဒင်ပြည်သူများအတွက်2025ဧပြီလ20ရက်နေ့မှ2025ဧပြီလ26ရက်နေ့အထိတပတ်စာဘေးဒင်ဟော့စတယ်များကိုဟောပြောပေးသွားမှာဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်အိညရာအပြောင်းရွှေ့ပေါ်မီဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာတင်းကျပ်မှုများကြောင့်စိတ်ညစ်ရမည်ဒဝင်းမှာငွေရောက်မီသို့မဟုတ်ရဝင်းမှာလက်ဆောင်ရမည်မြေအရောင်းအဝယ်အတွက်စရံအပေးအယူစာချုပ်ချုပ်ဆိုရမည်ရရှိရန်ရှိသောငွေများရရှိမီတည်င်းကောင်းများကြားရမည်ဆိုင်ကယ်အရောင်းအဝယ်ဖြစ်မီလူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများမှာအနှောက်အယှက်ပေါ်မီကျန်းမာရေးအနေဖြင့်အရေးကြီးပေါင်းယောဂဖြစ်မီပညာရေးမှာအောင်မြင်မှုများရရှိမီတည်ရင်းနှင့်အိမ်ဆောင်ရေးမှာတာယာပါ သည်။ကံကောင်းသော ခန်းင်းများမှာ1နှစ်8ခန်းင်းများဖြစ်ပါသည်။ဂျေဒရာအနေဖြင့်တင်းငွေတွင်နေနေဖျားចောင်းចောင်းမှာမြေစာကိုညွန်းတပေကိုညွန်းခန်းကော်ကိုညွန်းကတ်လူပါ။တင်းငွေသားသမီးများတပတ်စာအတွင်းမှာစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင်။ တနင်္လာသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်မော်တော်ကအယောင်အဝယ်ဖြစ်ပြီးဝန်ထမ်းဖြစ်ပါကရှာဒူတိုလာစာတိုတရင်ကောင်းကြရမည်နိုင်ငံခြားခရီးထွက်ရမည်သို့မဟုတ်နိုင်ငံခြားတယုံတယုံမှဗီဇာလျှောက်ထားပါကဗီဇာရရှိမည်အကျွေးကိစ္စအတွက်ရှင်အေးရမည်အမွေကိစ္စနှိမ့်နိုင်ရမည်ပျောက်ဆုံးနေသောပစ္စည်းပြန်သွင်းမည်စေယုံသို့လူနာသွားမေးရမည်မိခဲ့သောကောင်းဤကျမ်းမာရေးအနေဖြင့်ခါနာခါကိုက်ဖြစ်မည်ပညာရေးမှတိုးတက်မှုရရှိမည်အချစ်ရေးမှချစ်သူနှင့်အဆက်အသွယ်ပြန့်နေလိမ့်မည်အိမ်တော်ရေးမှလည်းအဆင်မပြေ ပါကံကောင်းသောကနန်းများမှာ6ခွန်9ကနန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်တနင်္လာနေ့မှာတကိုးကြီးဖျားတနင်္လာတောက်မှာငွေထီးနှစ်လက်ကတ်လှူပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနှိပ်ပြေဆုံးကြပါစေရှင် အင်္ဂါသားသမီးများအတွက်တပတ်စာပြေခြင်းဟော့စတန်ဝန်ထမ်းဖြစ်ပါက အလုတ်ပြောင်းအလုတ်နေရာပြောင်းပေါ်မီမြေအယောင်းအဝယ်ဖြစ်မီမော်တော်ကားအယောင်းအဝယ်ဖြစ်မီအမှုရှိပါကအမှုနိုင်မီနိုင်ငံခြားခရီးအတွက်ကူညီမဲ့သူပေါ်မီရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာကောင်းမီရွှေလုံငန်းနှင့်ရွှေအယောင်းဝယ်လုပ်ငန်းများမှာအရှုံးပေါ်မီစက်မာရေးအနေဖြင့်တဲကြေမှာကြောက်တယ်မီပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကကြောင်းဝင်ခွင့်ရရှိမီအခြေအနေနှင့်အိမ်ဆောင်ရေးမှာတာယာပါသည်ကံကောင်းသောခန်းမ်းများ များမှာ1 4 6ခန်းများဖြစ်ပါသည်ဒေဒရာအနေဖြင့်အင်္ဂါနေ့မှာတကိုးကြီးဖျားအင်္ဂါထောက်မှာ25ကွယ်ရှိသက်ပဲပါအင်္ဂါသားသမီးများတပတ်စာအတွင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင် ဗုဒ္ဓဟူးသားသမီးများအတွက်တပတ်စာပေနှင့်ဟောဆက်တန်အိနေရအပြောင်းအရွှေ့ကိစ္စအတွက်အစီအစဉ်ပြုလုပ်ရမည်ဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရာပြောင်းပုံမီလုပ်ငန်းအသစ်လုပ်ခြင်းဆိုင်သစ်ဖွင့်လှစ်ခြင်းများပြုလုပ်ရမည်ဗိုလ်တော်ဆိုင်ကအကြောင်းအဝယ်ဖြစ်မီအမှုပညာလုပ်ငန်းအတွက်တည်င်းကောင်းကြားရမည်အမွေကိစ္စညှိနှိုင်းရမည်တယ်လီဖုန်းအသစ်ဝင်မီကျန်းမာရေးအနေဖြင့်အစာအိမ်ရောဂါဖြစ်မီပညာရေးမှာအပြောင်းဆိုင်များနေပါသည်အချစ်ရေးမှာချစ်သူ၏တဝန်တော်မှုကြောင့်စိတ်ညစ်ရမည်အိမ်အောင်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောခန်းများမှာလေး 6 8ခန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်ဗုဒ္ဓဟူးနေ့တကိုးကြီးဖျားဗုဒ္ဓဟူးတောက်မှာရွှေချီလေးလက်ကတ်လှူပါဗုဒ္ဓဟူးသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းစာခြင်းများနဲ့ပြည့်စုံကြပါစေရှင်သာသာပရိသသမီးများအတွက်တပတ်စာပြေတဲ့ဟော့စတက်မော်တော်ကားအရောင်းအဝယ်ဖြစ်ပြီးရဝေးမှငွေရောက်ပြီးသို့မဟုတ်ရဝေးသို့ငွေပို့ရမည် ိုက်ပျိုးရေးပစ္စည်းဝင်ပြီးဝင်ငွေကောင်းပြီဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာပြဿနာအနေငယ်ဖြေရှင်းရမည်အောင်မြင်မည်ဆွေမျိုးများထဲမှမင်္ဂလာဆောင်တည်င်းကိုကြားရမည်အိမ်အနီးအနားမှာနာရေးပေါ်မီမသွားရအလှူဒါနပြုလုပ်ရမည်ကပိုက်၌တခိုးခိုးခံရမည်တည်ထားပါကျမ်းမာရေးအနေဖြင့်ကြောက်ကပ်အားနည်းမည်တင်ညာရေးမှာကူညီမဲ့သူပေါ်မီ အချစ်ရေးမှာချစ်သူနဲ့စကားများရမည်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်ဤဆွေမျိုးများကြောင့်စိတ်ညစ်ရမည်ကံကောင်းသောကနန်းများမှာ၄၆၉ကနန်းများဖြစ်ပါသည်ဒေရအနေဖြင့်ကြာသာပရင်းနေမှာ ှာတကူကြီးဖျားကြာသာပရိတောက်မှာဂျီကိုညွတ်တပြေကိုညွတ်ခန့်ကော်ကိုညွတ်ကလူပါကြာသာပရိသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင်။ တောက်ကြသားသမီးများအတွက်တပတ်စာပြေခြင်းဟော့စတယ်အိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအယောင်အဝယ်ဖြစ်မီအလုတ်အသစ်အတွက်အင်တာဗျူးဝင်ရမီဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာဖိအားများနေမီနိုင်ငံခြားခရီးအတွက်တည်င်းကောင်းကြရမီပဲပြောင်းနှံကောက်ပဲတိနှံရောင်းဝယ်ရေးမှာဈေးကောင်းရရှိမီစတူရှယ်ယာလုပ်ငန်းများမှာအကျိုးအမြတ်များရရှိမီကျန်းမာရေးအနေဖြင့်ဦးရောက်မီအချစ်ရေးမှာချစ်သူဤခရီးမတီးမှုကြောင့်ဆင်ညရမီအိမ်အောင်ရင်းမှာလည်းအိမ်အောင်ဘက်နေစကားပြောအဆင်မပြေဖြစ်တတ်သည်ကံကောင်းသောကနန်းများမှာနှစ်၄၆ ောက်ခနဲများဖြစ်ပါသည်ဒေဒန်အနေဖြင့်တောက်ကြနေမှာတကူကြီးဖရဲတောက်ကြတောက်မှရှေးသက်ပဲပါတောက်ကြသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင် စနေသားသမီးများအတွက်တပတ်စာပေခြင်းဟော့စတန်ဝန်ထမ်းဖြစ်ပါကလာစာတိုးရှာဒူတိုးတည်င်းကောင်းကြရမည်မျှော်မှန်းထားသော အလုပ်ကိစ္စအတွက်လည်းတည်င်းကောင်းကြရမည်မိသားစုနှင့်ပတ်သက်သောတည်င်းကောင်းကြရမည်နိုင်ငံခြားမှငွေရောက်မည်သို့မဟုတ်နိုင်ငံခြားမှငွေဝင်မည်ခရီးထွက်မည်အစီအစဉ်ပြည့်မည်ရေသနာပစ္စည်းရောင်းဝယ်ရေးမှကောင်းမွန်သည်အနုပညာလုပ်ငန်းမှအနောက်ရှက်ပေါ်မည်ရရှိရန်ရှိသောကြွေးများရရှိမည်ကျန်းမာရေးအနေဖြင့်ခြေထောက်သို့မဟုတ်လက်နာမည်ပညာရေးမှစူးစမ်းမှုအားနည်းနေပါသည် အခြေအနေနှင့်အိမ်တော်ရေးမှတာယာ ပါသည်ကံကောင်းသောခဏများမှာ3 4 6ခဏများဖြစ်ပါသည်ဒေဒရာနေ့ဖြင့်စနေနေ့မှာတကိုကြီးဖျားစနေတောက်မှာချင်းကြီးငားလက်တကိုနီးငားလက်ကတ်လှူပါစနေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါသည်ရှင်မင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မေးမြန်းနိုင်ပါတယ်ရှင်။ဆရာကြီးမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှာဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီဒီယိုမေးမြန်းနိုင်ပါတယ်ရှင်။ ခုနှစ်ရက်သားသမီးများအတွက်ဆောင်းရန်ရှောင်းရန်တပတ်စာကညီမကိုမင်းသင်္ခါပီရင် YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်မင်းသင်္ခါပီရင် Application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်